ထိုင်းနိုင်ငံမှာနိုင်ငံတကာလေကြောင်းလိုင်းတွေပေါ်မှာပြည်ပကြီးသွားတွေအတွက်လေဆိပ်အခွန် airport တက်ဟုလူသိများတဲ့လေဆိပ်တွေမှာခီးတွေတွေအတွက်ဝန်ဆောင်မှုကောက်ခံတဲ့အခကြေးငွေကို53ရာခိုင်နှုန်းတိုးမြှင့်ဖို့ထိုင်းပြည်သူလေကြောင်းဘုတ်အဖွဲ့ကအတည်ပြုခဲ့တယ်လို့ဘန်ကောက်ပို့ကဖော်ပြခဲ့ပါတယ်။နိုင်ငံတကာလေကြောင်းလိုင်းတွေအတွက်လေဆိပ်အခွန်ကောက်ခံမှုကိုဘတ်930မှာဘတ်1120တိတိုးမြှင့်ရေးအတွက်ထိုင်းလေဆိပ်တွေကုမ္ပဏီ AOD ရဲ့လျှောက်ထားမှုကိုဘုတ်အဖွဲ့ကဒီဇင်ဘာ3ရက်မှာအတည်ပြုခဲ့တယ်လို့တရုတ်ပို့ဆောင်ရေးဝန်ကြီး FIFA ရီရှာဂိတ် ပရဂန်ကပြောကြခဲ့ပါတယ်ခီးတဲ့ဝန်ဆောင်မှုအခချင်းငွေလေစိတ်အခွန်ကိုလေရည်လက်မဲ့ဝယ်ယူခြင်းကလေးကတပါးတဲ့ထည့်သွင်းကောက်ခံထားတာဖြစ်ပါတယ်ဒီလေစိတ်အခွန်တိုးမြင့်မှုဟာလာမယ့်နှစ်အစောပိုင်းမှာစတင်အကျုံးဝင်တက်ရောက်မှာဖြစ်ပါတယ်ပြည်တွင်းလေကြောင်းလိုင်းတွေအတွက်လေစိတ်အခွန်ကိုတော့လက်ရှိကောက်ခံနေတဲ့ဘတ်130မှာအပြောင်းလဲရှိမှာမဟုတ်ပါဘူး AOD ကုမ္ပဏီဟာသူဝနာဘူမီဒွန်မောင်ဖူးခတ်ချင်းမိုင်ဟတ်ရိုင်နဲ့ချင်းရိုင်လေစိတ်တွေကိုစီမံကိုင်တွယ်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်အခုလိုလေစိတ်အခွန်တိုးမြင့်မှုတွေတရုတ်ပို့ဆောင်ရေးဝန်ကြီးထံ မှာအတည်ပြုချက်တောင်းခံဖို့အတွက်အချက်အလက်တွေကိုစုစည်းတင်ပြသွားမှာဖြစ်ပါတယ်။ဒီလေဆိပ်အခွန်တိုးမြှင့်မှုကိုမပြားထမ်းမီလေးလအတွင်းနှုံထားအသက်ကိုလူသိချင်ကြကြင်ကြပေးသွားမယ်လို့ဆိုပါတယ်။အထက်ဖော်ပြပါလေဆိပ်6ခုကိုပြည်စင်ဝင်ရောက်တဲ့နိုင်ငံတကာခီးသွွားအရေးအတွက်ဟာ35သန်းရှိတာကြောင့်လေဆိပ်အခွန်တိုးမြှင့်မှုကြောင့်ပြည်စင်ဝင်ငွေဟာ10ဘီလီယံခန့်မြင့်တက်လာလိမ့်မှာဖြစ်ကြောင်း AOD ကပြောကြားခဲ့ပါတယ်။လေဆိပ်အခွန်တိုးမြှင့်မှုကြောင့်လေဆိပ်ရဲ့ဝန်ဆောင်မှုတွေပုံမကောင်းမွန်လာမှာဖြစ်ပြီးပုံမရရှိလာတဲ့ဝင်ငွေတွေကိုလေဆိပ်တွေမှာခီးသည်တွေအတွက်အစိမ 你穿袜子吗？露袜子吗？店里有你喜欢的吗？啤酒，右边那家我拍个表价格吧嘞。